ရန်ကုန်နဲ့မန္တလေးတိုင်းဒေသကြီးမှာចောင်းသားရွယ်လူငယ်တွေအပါအဝင်မွေးစေးပြားသုံးဆွဲနေမှုတွေကျယ်ပြန့်နေစေဖြစ်ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မွေးစေးဝါတားဆီးနေနေရေးရဲတပ်ဖွဲ့စီမံကိန်းဌာနကဌာနမှုရဲမှုကြီးစော်လင်တွေကဇွန်လ9ရက်နေ့ကပြောပါရယ်အခုလိုမျိုးကြီးတွေမှာမွေးစေးပြားတွေကိုယနေ့တိုင်အလွယ်တကူဝယ်ယူရရှိနေပြီးရောင်းဝယ်သူနဲ့သုံးဆွဲသူတွေကိုဖမ်းဆီးနေပေမဲ့သုံးဆွဲမှုတွေကျယ်ပြန့်နေစေဖြစ်ကသုံးဆွဲသူတွေမှာအခြေခံပညာចောင်းသားရွယ်တက္ကသိုလ်ចောင်းသားများနဲ့အမျိုးသမီးစားတဲ့အရွယ်ဆုံးလူရန်းစားအစုံပါဝင်တယ်လို့ရဲမှု ကြီးစော်လင်တွေကပြောပါတယ်။ရောင်းတဲ့သူတွေကအကျိုးမြတ်များတဲ့အတွက်ရောင်းချကြပြီးသုံးဆွဲတဲ့သူတွေများလာတဲ့အတွက်ဈေးကွက်မှာဝယ်လိုအားများလာပြီးလက်ရှိရန်ကုန်နဲ့မန္တလေးမြို့တွေမှာ WY88 စာရန်ပါဆေးပြားတွေကိုအများဆုံးသုံးဆွဲနေကြတယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မွေးဆေးဝါတားဆီးနေနေရဲတပ်ဖွဲ့စီမံကိန်းဌာနကဌာနမှုရဲမှုကြီးစော်လင်တွေကပြောပါတယ်။ပြည်တွင်းမှာယခုနှစ်ဇန်နဝါရီလကနေမတ်လအတွင်းမွေးဆေးဝါအမှုပေါင်း1400နှစ်မှုကိုဖမ်းဆီးဖို့ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။